ဟယ်လိုချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Relation Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ Sunday နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တို့အားကြီးကြမှာဖြစ်ပါတယ် Okay ဒီနေ့မှာတော့အထူးသတင်းတစ်ခုရှိတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တို့အားလုံးအခုချိန်မှာလေးစားရတယ်ပေါ့နော်ကျွန်တော်တို့ Joshua Ban ရဲ့ပွဲကဒီနေ့မှာဘောလုံးပွဲပေါ့နော်ဒီနေ့မှာခပတ်လူပွဲကဒီနေ့မှာရှိမှာဖြစ်ပါတယ်နော်အဲ့တော့မကြခင်မှာလဲစတော့မှာဖြစ်တယ်အဲ့တော့ဒီ9နိုင်ခွင့်မှာစမယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ တို့ဒီပွဲကိုလည်းအာယုံဝိုင်းမှာပေါ့နော်အားပေးကြဖို့ဒီကနေပြောချင်ပါတယ်အဲ့တော့ဂျောရှာဘန်နဲ့ပတ်သက်ပြီးတော့ဒေါက်တာဆာဆာရဲ့ဆွတောင်းစကားလေးကျွန်တော်တို့အရင်ဆုံးနားထောင်ကြည့်လာနော် Champion then uh, praise God praise God thank you thank you John thank you so much man give me your prayer we will keep praying in your in our corner prayer once again a big congratulations to you and you know congratulations to you again and uh, praise the Lord keep fighting fight fight ဒါတော့စစားတော့အားပေးလိုက်ပါเนาะအဲ့တော့ Joshua Van ဘာဖြစ်လို့အားပေးတင်လဲဆိုရင်တော့ကျွန်တော်ဒီလို UFC မှာပါเนาะဟိုထိပ်ပိုင်းကိုရောက်လာတဲ့ fighter မြန်မာ fighter ကစားသမားဆိုတော့သူပဲရှိသေးတယ်ပေါ့เนาะအဲ့တော့တကယ်လေးစားဖို့ကောင်းတဲ့လူငယ်တွေဒီလိုမျိုးပေါ့เนาะကဘာအားကစားတွေမှာထိပ်ပိုင်းရောက်လာတကယ်ပဲကိုယ်ဖို့ကောင်းပါเนาะအဲ့တော့အားလုံးပဲတော့ရောက်အားပေးကြဖို့ဒီကနေ့တိုက်တွန်းလိုပါတယ် ။ဒီနောက်ထပ်သတင်းတစ်ပုဒ်ကတော့ငါမင်းဆွေရလည်းသူ့ရဲ့ချက်ဖက်ပါတီတွေအားပေးတဲ့စကားပြောထားကြားရပါတော့။ဘလို့အားပေးထားတဲ့ချက်တန်းတော့တန်းတော့ကြည်လာ။အဲ့တော့အဲ့ဒီသေးကနီးလူကြီးတွေကျွန်တော်တို့အရွယ်တွေ80ကျော်80ကျော်တွေခင်ဗျားတို့မိုက်နေကြမခံစားတတ်ဘူး။သေပဲသေကြတော့မှာ။ခင်ဗျားတို့ဘာလုပ်မှာ။ခင်ဗျားတို့အာနာရလို့ခင်ဗျားတို့ဘာလုပ်မှာ။ကဲမှာခင်ဗျားတို့ချမ်းသာတော့ခင်ဗျားတို့ဘာလုပ်မှာ။ ခင်ဗျားချမ်းသာလို့ခင်ဗျားဘလောက်ဒီပတ်စံကိုသုံးနိုင်မှာခင်ဗျားတို့အာနာရတော့ဒီအာနာကြီးမှာထိုင်ပြီးတော့ဟုတ်လားငါအော်လာဖြစ်အချမ်းရံချွေရံနေနဲ့ဟုတ်လားအာဖြစ်ပြီးတော့ခင်ဗျားတို့ဟုတ်လားအာဟမ်ခင်ဗျားတို့အာနာရရင်ခင်ဗျားတို့ဟုတ်လားဟိုဂျက်လီမြန်နေနဲ့ဟုတ်လားဟယ်လီကော်ပတာတွေနဲ့ဟုတ်လားမာစီရီကားတွေနဲ့လန်ခရူဇာတွေနဲ့ဟုတ်လားဟိုအိန္ဒိုကြီးတွေနဲ့ဘာလို့မှာလဲနော်ခင်ဗျားတို့သေပဲသေတော့မယ်မကြမ်းသေတော့မှာလူတက်တန်ခင်ဗျားတို့တက်တန်ခင်ဗျားတို့ပြန်ကြည့်လိုက် အသက်80 60ကျော်ချွတ်80ဟဲ့အဲ့လိုဟာကြီးတွေခေါင်းဆောင်ကြီးတွေဟာအဲ့လိုဟာကြီးတွေဘယ်တော့မှလုံးမှာဒီတိုင်းပြည်ငြင်းချမ်းမှုဒီတိုင်းပြည်မှာလူငယ်လေးတွေတည်နေတာကိုကိုသားသမီးတည်တယ်လို့ခင်ဗျားတို့ဝန်းနေတာကဲတဲ့ဆိုတော့နော်အမေစေအဲ့လိုဝန်းမနေပဲနဲ့ခင်ဗျားတို့အာဏာရကိုခင်ဗျားတို့ချမ်းသာဖို့ဘယ်တော့မှလုံးမှာလဲခင်ဗျားတို့ဒီလောက်အသက်ကြီးနေပြီ ဟောခါခါဘာဘာလောက်မှာခမရအာနာရလို့ခမရချမ်းသာလို့ခမရဘာလောက်သွားမှာလဲခမရသေမှာပဲခမရသေမှာခမရတော့သေတော့မှာကဲနော်အမေဆိုဒေဥဆိုပြီးပေါ့နော်ဒါထောင်ကထွက်လာတာမကြသေးဘူးပေါ့နော်လုံးဝသတိရှိပြောရတာဖြစ်ပါတယ်အဲ့တော့သူ့အဘဒီဒီကျက်ဖက်ပါတီရဲ့ရုပ်မှန်မှုတွေအားလုံးသိနေလို့ပေါ့နော်မခံမရနိုင်ပြောနေတာဖြစ်ပါနော်ကျွန်တော်နောက်နားထောင်မဲ့တဲ့ရင်ကတော့တောင်ငူလေးစိတ်ကိုဝင်ပြင်းလိုက်တဲ့ဝရဇိန်အဖွဲ့ရဲ့ပတ်သက်ပြီးတော့ဗောနော်တုံးသက်ချက်လေးတွေကျွန်တော်နားထောင်ကြည့်အောင်နော် ကျွန်တော်တို့တောင်ကူလေတဲ့စကန်ထာနာချုပ်ကိုဘရဇိလ်ဖွဲ့ရနေမှာ drone နဲ့ဝင်ရောက်တိုက်ခိုက်တာပေါ့နော်တိုက်ခိုက်တော့အဲ့ဒီ video file ကိုဘုံကကြည့်လိုက်တဲ့အချိန်မှာပဲဒါဆက်ဆက်ဝင်လာခြင်းကသူကဒီလင်ကွင်းအလဲကောင်ပေါ့နော်ဒါတောင်ကူလေတဲ့စကန်ထာနာချုပ်မှာတော့ open shot ဆိုတဲ့ open shot တွေထဲမှာတော့ကျွန်တော်တို့ဒါ jet fighter တွေထည့်ထားလေးရှိတယ်ပေါ့နော်အဲ့ open shot နားကိုရောက်သွားတာ open shot နားရောက်သွားပြီးတော့မှ open shot ရဲ့ဘေးနားမှာကျွန်တော် ူတို့ဒါကျွန်တော်တို့ပါဝါကားတို့အောက်ဆီဂျင်ကားတို့ဒါဂျက်ဖိုက်တာတွေကိုပါဝါပေးတာတွေအောက်ဆီဂျင်ပေးတာတွေအဲ့ကားတွေတန်းစီပြီးရက်ထားပါတော့အဲ့ကားတွေကျွန်တော်အဲ့ကားတွေကိုပဲဟိုဟိုတစ်တော်မလားပေါ့နော်ဒါတော့ဓမ္မမဟုတ်နည်းနည်းလေးဒက်ဆန်အောက်ကိုနည်းနည်းလေးနှိမ့်ပြီးတော့ဒီ open chat ထဲပဲဝင်ပြီးစော်မလားဆိုပြီးတော့ရင်တထိတ်ထိတ်နဲ့ကြည့်နေကြည့်နေတဲ့အချိန်မှာဒီ open chat နဲ့ဘုံကလည်းဒီညာဘက်မှာပေါ့နော်ညာဘက်မှာဆိုရင်လည်းဒါ mosaic store ရှိတယ် mosaic store ကိုလည်းသူက ဒေါ်လာ8တပွဲကတော့ဒီကိုတော်ကမဆိုင်စတိုဆိုတာမတီးလို့ဖြစ်နေမယ်။တီးချင်မှတီးမယ်ပေါ့။တီးချင်မှတီး။အဲ့ဒီချိန်မှာဒီ draw ကနေမှခုနပါဝါကားတော့အောက်ဆီဂျင်ကားတော့အပေါ်ကနေပြီးကြော်ပြီးတော့ ADC ပေါ့နော်တာဝါရှိကိုတွားတာ။တွားတွားပြီးတော့မှတာဝါနာရောက်ခံပြီးမှအဲသူဒီဟိုပါပေါ့နှစ်ပတ်လောက်လဲထွက်သွားတာ။နှစ်ပတ်လောက်လှည့်ကြည့်တယ်လို့ပြောတာပေါ့နော်။ဒီ dollar ရဲဘော်တွေကိုဒီ mission ပြီးမှကျွန်တော်မေးလိုက်တဲ့အခါကျတော့ဘာလို့ဒီ hangar တော့ ဒီ open chat တော့ဘာလို့မတိုက်ခိုက်တာလဲလို့ကျွန်တော်မေးလိုက်တဲ့အချိန်မှာဆရာကြီးတဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့လိုက်ရှာတယ်ပေါ့နော်ရှာလိုက်တဲ့အချိန်မှာလေရင်အေးပရိုမှာမတွေ့ဘူးတဲ့မတွေ့တဲ့အခါကျတော့နောက်ဆုံးတာ ADC ကိုဝင်ပြီးတော့တိုက်တာပေါ့နော်တိုက်တဲ့အခါကျတော့နောက်တမှကျွန်တော်ဟိုဒီ mission ကိုကြည့်ပြီးတော့ဟိုတမျောတာဒီ open chat ထဲကလေရင်လေရဲ့နောက်တစ်ခုကကျွန်တော်တို့ဒီ message store တို့ power car တို့အဲ့အရာတွေကို ဟိုမတိုက်လိုက်တော့ကျွန်တော်အနေနဲ့ကဟိုအားမလို့အားမရဖြစ်တယ်နောက်တစ်ခုကလည်းသူကလေးကဲဒီလိုမျိုးသူ့သုံးသက်ချက်ကိုနားထောင်တဲ့အခါမှာဒီလေချောင်းဒီလေချောင်းနဲ့ပတ်သက်ပြီးတော့ဗောနော်တော်တော်နားလေတယ်ဒီလိုမျိုးဗောနော်ဒီချမ်ဖက်စစ်ကောင်စီကထွက်လာတဲ့စီရီယန်သမားတွေကိုညှိနှိုင်းဒီလိုမျိုးဗောနော်တိုက်ပွဲတွေထဲမှာမဟုတ်ရင်တောင်မှဗောနော်အကြံပေးတဲ့ထဲမှာထည့်နိုင်ရင်တော့အကောင်းဆုံးဖြစ်တယ်လို့မြင်တယ်ဗောနော်အခုဆိုရင်ဟို PDF တွေကမမြင်လိုက်ဘူးပေါ့เนาะဒါပေမဲ့လည်းဒီဘုံကြီးကတိနေတယ်ပေါ့เนาะဘယ်ထက်မှလေရင်နေရှိတယ်ဆိုတော့သူတိနေအဲ့လိုနေရာတွေကတိုက်ခိုက်နိုင်နေဆိုအမျက်တွေပိုများနိုင်တယ်ပေါ့เนาะအဲ့တော့မြင်ဆိုင်လိုမျိုးပေါ့တကယ်ဒုံးကြီးတွေတိမ့်ထားတဲ့နေရာလိုမျိုးတွေကိုဟိုချက်မဲ့စစ်ကောင်စီကဖွက်ထားတာအဲ drone တွေကနေမမြင်ရဘူးပေါ့เนาะဒါပေမဲ့အာဒီဘုံကြီးတွေကတိနေတယ်ပေါ့เนาะအဲ့လိုမျိုးနေရာတွေကိုပူပူပေါင်းမှလုံနိုင်နေဆိုတော့အကောင်းဆုံးဖြစ်ပါတယ်เนาะအဲ့တော့ဖြစ်နိုင်နေဆိုရင် ZDM တွေကိုလည်းဒီလိုမျိုးနေရာတွေမှာတွဲခေါ်နိုင်เนาะဒါအကောင်းဆုံးပါပဲเนาะ lazy လို့ပြောတယ်ပေါ့เนาะ lazy ဟိုမှာနှစ်စီးရတော့ဘုံက failure ဖြစ်လို့နှစ်စီးတဲ့နေပဲ ဲ့ခုနဂျမားရှိတဲ့ဂျမားတိုင်ရဲ့နောက်တစ်ခုက ADC ရဲ့ဝဲတိုက်တာပေါ့ပြောချင်တာကနောက်တစ်ခုကကျွန်တော်တို့ဒီတောင်ကူလေးကွေးရဲ့ပြေးလန်းပေါ့ပြေးလန်းနံပါတ်ကျွန်တော်တို့18ကလေးကွေးကမြောက်ဖက်ပေါ့နော်ပြေးလန်းနံပါတ်36ဆိုတော့တောင်ဘက်ပေါ့အဲ့ခုနဥပန်းချက်နဲ့ပြေးလန်းနံပါတ်36ကြားထဲမှာဟန်ကာတွေကအများကြီးရှိတယ်အဲ့ဟန်ကာတွေထဲမှာရှိတဲ့လေတွေကကျွန်တော်တို့ဒီအမှတ်47တက်ဖက်တိုက်ခိုက်ရေးအုပ် S7 လေးရဲ့အမျိုးအစားရှိတယ်အမှတ်52 တိုက်ခိုက်ရေးအုပ် KA လေးရှိတယ်။နောက်တစ်ခုကအမှတ်43တိုက်ခိုက်ရေးအုပ်မစ်တွန်နီတိုင်းလေးရှိတယ်။အမှတ်55ကတော့ကျွန်တော်တို့ MI35 ရဟန်းရေတိုက်ခိုက်ရေးရဟန်းအမျိုးသားရှိတယ်ပေါ့နော်။အဲ့ဒီမှာဒီဟန်ကာတွေကလည်းအများကြီးရဲ့ပြောချင်တာဒီဟို open shot နဲ့ runway 30ဟိုက3စစ်ကြားတဲ့ဟန်ကာတွေထဲမှာဒါလေရင်တွေကိုဟန်ကာတွေကိုတိုက်ခိုက်နိုင်မယ်ဆိုရင်လေဟိုပြီးတော့အနိုင်မယ်ပေါ့နော်အဲအဲ့လိုမျိုးမျော်လင့်တာပေါ့ အခုလက်ရှိကတော့ဒါသူတို့အောင်ပွဲရတော့ခုန ADC တခုပဲတိုက်နိုင်လိုက်တယ်လို့သိရတယ်ဗောဟုတ်ဟုတ်အဲ့တော့ဒီ ADC နဲ့ပတ်သက်ပြီးတော့မှာဒီအဲတာဝါကိုကျွန်တော်တို့တိုက်လိုက်လို့ဒါစစ်ကောင်စီဘက်ကဘာတွေအပျက်စီးဆုံးရှုံးသွားနိုင်မလဲဆိုတာလည်းတစ်ချက်ပြောပြပေးဦးဟုတ်တာဝါပေါ်မှာတော့ကျွန်တော်တို့ရှိတာကတော့ဒါ VH ရက်ဗောနော် VH ရက်နှလုံး VH ရက်ရဲ့နှလုံးကတော့ကျွန်တော်တို့အဲလေရင်ကွင်းတော်တော်များများမှာတော့ ground frequency tower frequency နောက်ပြီးတော့ approve frequency နဲ့ hs ဆိုပြီးတော့တော်တော်များရှိတယ်ဒါပေမဲ့ကျွန်တော်သိထားတာတော့တောင်ကူတို့ပါတော့ဆိုရင်တော့ voice ကနှလုံးလောက်ပဲရှိမယ် tower နဲ့ approach frequency ပေါ့နော် voice နှလုံးနဲ့ hs တစ်လုံးဆိုရင်ဒါ voice hs ပေါင်းမှာ73လုံးပေါ့73လုံးနဲ့ခုန external phone တို့နောက်တစ်ခုက controller လုံးမဲ့ရဲပေါ့အရင်တော့တော့ကျွန်တော်လည်းတပတ်စင်တယ်ဒါဘာပေါ့ဝန်လွင်ဦးတို့သူတို့သူတို့ဒီတောင်ကူမှာဟို control လောက်တာပေါ့ အဲ့ဒီအပြင်ကခုနကတို့ကျွန်တော်တို့ကရုံးချိန်အတွင်းဆိုရင်အဲမနက်၈နာရီထိုးတာနဲ့ FSO ပေါ့ Flight Safety Officer ဆိုတော့ဘုံမှုအစ်စက်တယောက်ကဒီတာဝါပေါ်မှာရှိရပေါ့နော်အဲသူထိရင်လည်းခုနက73လုံးလုံးနဲ့ဘုံမှုတယောက်နဲ့ controller နဲ့အဲလူလဲ3-4လောက်လောက်အဲ့လောက်ပဲထိနိုင်ကြီးများတယ်လို့ကျွန်တော်တို့တွေးတာပေါ့ဟုတ်ဟုတ်အဲ့တော့ဟိုကျွန်တော်တို့ကဘာလဲဆိုတော့ဟိုဆရာကြီး drone mount နဲ့လားဆိုတော့မမောင်းနဲ့ပေါ့ဟုတ် ကျွန်တော်ဒရုန်းမောင်းတယ်လားဆိုတော့လေမမောင်းတတ်ပါဘူးเนาะအဲ့တော့ဒီမရှင်ကိုလုတ်သွားတဲ့ဒီဝရဇိန်အဖွဲကိုလည်းကျွန်တော်ဒီနေရာကနေတကယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာကိုဒါပထမဆုံးပြောချင်တယ်ဗောနော်တကယ်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့မလုံနိုင်တဲ့အလုပ်တွေကိုလုတ်တာဗောနော်ကျွန်တော်ခြေတန်းမှာတနက်နဲ့ကိုင်းပြီးတော့မှရန်သူနဲ့နေလားငါလားပြစ်ပါလားဆိုတဲ့ဟာတော့ကျွန်တော်လည်းဒီချိန်မှာမပြစ်နိုင်တော့မပြစ်မပြစ်နိုင်တော့ကျွန်တော်အဲ့လောက်ဒီအကြံပရန် ပြည့်ရလွှားရဆိုမရတော့ဘူးကျောပေါ်ကြီးတလုံးလွယ်ပြီးတော့ကြည်တန်းနေတဲ့တနက်တွေနဲ့ကျွန်တော်ဟိုခြေတန်းကြကြပြစ်ဖို့ခတ်ဖို့အတွက်လည်းကျွန်တော်လည်းမစွမ်းဆောင်နိုင်တော့ပါဘူးဒါပေမဲ့အဲ့ဒီပြစ်မဲ့ခတ်မဲ့ရဲဘော်တွေကဘယ်လိုမျိုးသွားလို့ရှိရင်တော့စစ်ဖြစ်တယ်စစ်ကောင်စီရဲ့ခြောက်ကျင်ရတော့ဘယ်လိုရှိတယ်ဘယ်လိုနေရာကနေတော့ဒီကောင်တွေတက်လာနိုင်တယ်ဘယ်နေရာမှာဘယ်လိုစောင့်ရင်တော့ငါတို့ဘက်ကလက်ဦးမှုရနိုင်တယ်ဆိုတဲ့ဟာတွေကတော့ကျွန်တော်ဒါစစ်ကောင်စီမှာနေလာခဲ့တဲ့ အဲအတွေ့အကြုံအနေနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်အိတ်သွန်ဖာမောက်အကုန်လုံးကျွန်တော်ပြောပြလို့ရတယ်ပေါ့နော်အဲ့ဒါထိုနည်း၎င်းပဲကျွန်တော် drone လုံးဝမမောင်းနဲ့ပါဘူးကျွန်တော်လက်ထဲကို drone ဒစီထည့်ပေးလိုက်လို့ရှိရင်ကျွန်တော်ဘာဘာလဲကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုဒုတ်တစ်ချောင်းလောက်တော့ကျွန်တော်တို့စိတ်မဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဘာမှအလုံးမလုံးနိုင်ဘူးပေါ့ဒါပေမဲ့အဲ့ drone မောင်းတဲ့လူကဘယ်နေရာဝင်တိုက်ရင်တော့ငါတို့အနှစ်ကတော့ဘယ်နေရာမှာအကာကတော့ဘယ်နေရာမှာ အခွန်ကတော့ဘယ်နေရာမှာကျုပ်တလုံးလို့ပြောရင်တော့အဲ့နှစ်ကတော့အတွင်းအတွင်းသားအကြဆုံးပေါ့နော် ပြီးရင်အကာဟိုအကာရှိမယ်ပြီးရင်အပေါ်ကနေအခွန်ရှိမယ်ပေါ့နော်အခွန်ရှိမယ်သုံးမျိုးဒီရှိတဲ့ဟာဒါကတော့သုံးလွှာပဲရှိတဲ့ဟာကိုကျွန်တော်ခွဲကြပြတာပေါ့ဒီတဲ့ပို့ပြီးတော့မှအလွှာများတဲ့ ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့တောင်ပဲတကယ်အတွင်းပိုင်းတွေကဘယ်လိုမျိုးရှိတယ်ဒုတိယတက်ကဘယ်လိုတတိယတက်ကဘယ်လိုစတုတ္ထတက်ကဘယ်လိုဆိုတော့ဟာလဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဟိုဒီနေ့ဒီချိန်မှာဖြစ်စေခြင်းတဲ့ဟာကတော့ဘာလဲဆိုအခုဆိုလို့ရှိရင်ကျွန်တော်တောင်ဦး latest scan ဌာနချုပ်ကိုကျွန်တော်ဝရဇိန်ဖွဲ့ကအခုလို့လှုပ်လိုက်တဲ့အတွက်စစ်ကောင်စီအနေနဲ့လန့်ဖြန့်သွားတယ်လို့သူ့ကိုလက်တီတလုံးအထိုးခံလိုက်ရတယ်လို့တော့ ူ့မှာတော့ခံစားသွားရပြီဒါတေချာပေါက်ပဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့ तू နောက်တစ်ခါလက်တီအဲ့လက်တီမလာနိုင်အောင်တော့သူ့မှာကြိုတင်ပြင်ဆင်မှုတွေဒါလုတ်ပြီးွားတယ်နောက်နေရာဆပြီးတော့မှ तू ကြိုတင်ပြင်ဆင်မှုတွေလုတ်တော့မယ်ဟုတ်အောင် drone ပဲလာနိုင်လဲဘလို့ဘာဖြစ်လဲလုံညိုရင်ကင်းနေဘလို့ထပ်ပြီးတော့မှတိုးချဲ့ပြီးတော့ခြားထားမယ်စစ်ကောင်စီကဒီချိန်မှာအားကိုးရဆုံးကသူ့မှာလေတက်တစ်ခုပဲဖြစ်နေတဲ့အခါကျတော့သူ့လေတက်ကိုလုံးဝ အထိမခံတဲ့အခြေအနေမျိုးထိရအောင်ကာကွယ်တော့မယ်ဆိုတော့သူ့ကိုအလံပေးလိုက်တယ်လို့ကျွန်တော်တို့ကဖြစ်သွားမလားဆိုတဲ့ဟာလဲသွားပြီးတော့မှဟိုတွင်းမိတာပေါ့နော်တွင်းမိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလုံးစည်ကြီးနာတော့ဒီချိန်မှာအတွင်ကျေဆုံးအလုပ်တွေကျွန်တော်တို့ online တက်ဖွဲ့ကြီးလုပ်နေပါတယ်အဲ့ဒီအတွင်ကျေဆုံးအလုပ်ကဘာလဲဆိုတော့မဟာမိတ်ပါပဲတပ်ပေါင်းစုကဲဒါတော့ဗောနော်ဒီဘွေးတင်းလေးအောင်တို့ဆွေးနွေးသွားတဲ့အပိုင်းပါနော်အဲ့တော့သူတို့ကဒဲတာမှာပြောသွားတာဗောနော်ဒါဒီအကျုပ်အကာနှစ်ဒီပြောသွားတဲ့နေရာမှာ ကျွန်တော်နားလည်ရသလောက်ဆိုရင်တချို့အပိုင်းတွေကိုတို့ကလည်းအာဆွေးနွေးပေးကြည့်နေပါတော့ဆွေးနွေးပေးကြည့်ဆိုတာအခုလိုမျိုး leader scan တိုက်ခိုက်တဲ့မှာဘယ်နေရာမှာဘာရှိတယ်ဆိုတာတို့ကခတ်မှန်းလို့ရတယ်ပေါ့နော်အဲ့ဒီပုံမှာပူပေါင်းဆောင်ရွက်နိုင်တော့အကောင်းဆုံးဖြစ်ပါတယ်အခုဆိုကြည့်နေမှာတော့ဒီဒီ leader က CRM ဆိုတာတကယ်တန်ဖိုးကြည့်ရပြောလို့ရမှာပေါ့ဆိုတော့ဒီ leader ကပဲပြည်သူလူထုဒုက္ခပေးနေနော်အဲ့တော့ leader တွေကိုပြန်ဆော်တဲ့အခါမှာ leader မှာ leader ကနေထွက်လာတဲ့ CRM တွေကတော့အပင်နာမှာဘာရှိတယ်ဘလို့အခြေအနေဆိုဘာဆိုတာတို့ကတော့တော်တော်များများသိတယ်ဖြစ်တယ်တော့ပေါ့နော်တို့နဲ့ပူပေါင်းနိုင်အကောင်းဆုံးပါပဲနော်အဲ့တော့ CRM တွေနဲ့ ဲ့ပူပေါင်းတာမျိုးတွေရှိတော့လည်းရှိပါလိမ့်မယ်เนาะဒါပေမဲ့ဒီဘိုးကြီးနေမျိုးစင်းတို့ဒီလိုမျိုးဘိုးကြီးတင်လဲအောင်တို့ဘိုးကြီးထက်မြက်တို့ပေါ့เนาะအာသူတို့ဆိုရင် online မှာပဲသူတို့ဒီလိုမျိုးဒီ reaction ပုံစံလေးပဲလုပ်နေကြတာပေါ့เนาะ reaction ပုံစံလုပ်ရင်းနဲ့သတင်းသုံးသက်ချက်တွေပြောနေကြတယ်တကယ်လဲစစ်စစ်မြေပြင်မှာသူတို့ကိုတကယ်အသုံးချနိုင်ရင်တော့ဒါရလက်ကောင်းတွေထွက်မယ်လို့လည်းယုံကြည်ပါတယ်เนาะ ကဲနောက်ဆုံးမှာတော့ကိုစီတုံးသက်ထားတဲ့ဗျူလေးဓာတ်အောင်ကြည့်အောင်နော်ကိုစီကတော့ဒီဗျူထဲမှာနည်းနည်းလေးဆဲထားတွေ့ရတယ်။ဘာလို့လဲဆိုတော့ကြော်ဆိုးဦးကတကက်ပြောင်းလင်းပြောင်းစားကောင်းပါတော့။အဲ့တော့ဒီကောင်လေးရဲ့ဖက်မှာဘလူရီဂျင်းထည့်နေလေဆိုတော့ကိုကိုစီကဘလူမျိုးပြန်ပြီးပြောထားလေဆိုတော့တစ်ချက်သွားပြီးဓာတ်အောင်ကြည့်လောက်နော်။စာပောက်ပန်း40တဲ့ဆိုတာဒီဗီဒီယိုဖိုင်ကိုကြည့်ပါလိုက်။နော်ပြောစရာစကားလုံးမရှိတော့ဘူး။ဒီလိုကောင်မျိုးကိုခွေးတဲ့နိုင်အောင်ဒီနေ့ခင်မှာလူတို့တီတရားရှိပြီးလိမ်မာယင်ကျေးချီတဲ့ခွေးတွေအများကြီးပဲ။ ခွေးတကောင်လောက်တော့နှိုင်းဖို့တန်ဖိုးမရှိတဲ့ကြော်စိုးဘူးကြည့်ဝနော်ငါစကားနွားရငါနိုင်ပြီးတော့ပြောကျင်နိုင်ကိုတန်ဖိုးကိုမိတ်ပြောကျင်တဲ့စကားကိုပြောမကြည့်ဝတက်တူရှိအောင်လမ်းပြဆောင်ခဲ့ဘူးလားမဟုတ်တက်တူရလာဘာမသိဘူးအထက်ထက်ပြညာရတယ်ဒီကောင်မသိဘူးဆယ်တန်းရဘဝဆယ်တန်းရဆယ်တန်းဘဝအတွေ့ရောဘာမှမသိဘူးတက်တူကြောင့်သားဘဝဘာမှမသိဝိဘလူပြောတာအောင်ထင်တယ်ဆန်နာသာမကြီးဒီကောင်တွေဘာသိလဲဒီကောင်တွေဒေသသမားတွေ จากูลีดิกูลีตะมาดิดิไอ้กองเนี่ยทําไมตอไลน์ลาโลเฟเรเจ้านี่ลาပြောနေတာไอ้ลูกกองเนี่ยជីเจပြောနေတာဒီกองนี่ရဲ့ဘဝဖြတ်တတ်မှုတွေခင်ဗျာလာကြည့်လိုက်ဒီกองนี่ဘဝဖြတ်တတ်မှုတွေရခင်တော့อ่ะခင်ဗျာရရွရွာကြီးလုံးခင်တော့มาဟိုးဗတ်ခင်ဗျာဟိုနောက်ဆုံးอ่ะနေပြီးတော့ခက်လန်းလန်းနေជីရတဲ့ဘဝတွေလူလိုသူလိုခင်ဗျာဒီแชมป์ပေါ်အတူထိုင်ရဲ့ဘူးလဲလူမဟုတ်ဘူးไอ้กองนี่အဲ့လိုစကားမျိုးသူပစ္စကပြောရဲကျွန်တော်အံ့ဩလို့မဆုံးဘူးဟမ်လက်ရှိ PDA ထဲမှာပါဝင်နေတာဆရာဝင်နေတယ် နော်အင်ဂျင်နီယာတွေကျောင်းဆရာဆရာမတွေနောက်ဆုံးရဟန်းတွေတောင်ပါတယ်ပါဝင်တဲ့ဒီဇယ်အခုမြင်းညံဘလက်လိုက်ကဘုံမိုက်ခဲလို့နော်ကျောင်းတက်ပြီးတော့လာတဲ့အရွယ်တွေဟမ်အဲ့လိုကလေးတွေတပုံကြီးဆယ်တန်းအောင်တဲ့အရွယ်တွေကိုလိတ်တက်နေတဲ့အရွယ်တွေဒီအရွယ်တွေတပုံကြီးဒါကိုဒီလိုပြောရဲတယ်ဆိုတော့အခုသူတို့ခိုင်းတဲ့မြန်လိုက်ပြီးတော့ပြည်သူကိုဒုက္ခပေးနေတဲ့ပြူစောတီးတွေစစ်တပ်ထဲမှာ၃ရက် ရထားတဲ့အကောင်ကစပြီးတော့အောက်ခြေရိုးရိုးတက်တာအဆင့်ထိနော်ဆယ်တန်းအောင်တဲ့ကောင်ဘယ်နှကောင်ရှိတယ်ရှစ်တန်းအောင်တဲ့ကောင်ဘယ်နှကောင်ရှိတယ်စစ်တပ်ထဲမှာအပြင်မှာခိုးမှုနဲ့လိုက်ဖမ်းလို့စစ်ထဲဝင်ပြေးသွားတဲ့ကောင်ယူမလားမဒိမ့်မှုနဲ့ဖမ်းပြီးတော့စစ်ထဲဝင်ပြေးသွားတဲ့ကောင်ယူမလားနဲလို့အများကြီးကိုကြည့်နော်ကျွန်တော်မပြောဘူးသူပြောတဲ့လူမျိုးတော်လိုင်းကြီးမှာပါတင်နေပါလိမ့်မယ် ဒါပေမဲ့တော်လိုင်းရင်မှာအများစုလုံနေတဲ့တူတွေဘလို့ဟာမျိုးတွေလူတိုင်းသိတယ်နော်ကြည့်ပြောတဲ့စကားကိုကြည့်ဘလောက်အောက်တန်းကြစဉ်းစားကြည့်အဲ့ဒါဒီလိုစကားမျိုးငါစကားနွားရငါနိုင်ပြီးတော့တစ်ဖက်အကောင်ကြီးပြောချလိုက်မယ်ဆိုတာဒါလူတယောက်ရဲ့လူတို့တတ်မှတ်ကမယ်အဆင့်တန်းဟမ်အဲ့တော့ကျော်စိုးဦးလိုကောင်မျိုးဟာဒီတိုင်းပြည်ကိုဘလောက်ထိရောက်မှာမလဲဆိုရင်အဆုံးစုံဒီကောင်ပြက်ပြက်ပြီးအောင်လုပ်ပါနော် တကယ်တက်ဖို့အောင်လေတောင်တောင်စစ်တပ်မှရှိတဲ့တပ်ရင်းမှုတယောက်ကကြော်စိုးဦးထက်အပြစ်ပေါ့နေတယ်နော်ဟုတ်တယ်ပြွားခုလက်ရှိကမ္ဘာမှာ PDF ရောင်းရောင်း PDF ဆိုတဲ့ကောင်လေးပေါ့ဗျာအကြမ်းမအုပ်စုလေးရခိုင်ကကမ္ဘာလျောမှာလူလိုသူလိုနေခဲ့ဘူးတဲ့လူတွေပြောဘူးတော့ကမ္ဘာအလဲသားကြောင့်တော့ဆုံးအောင်တင်လာခဲ့ဘူးတဲ့ကောင်လေးမဟုတ်ဘူးအဲ့ဒီကောင်ကကမ္ဘာကြီးကျယ်တယ်ပြောနေတာကမ္ဘာတက္ကသိုလ်ရှိရာကန်နေမှာတော့လက်ဖက်ထိုင်တော့ဘူးတဲ့ကောင်လေးမဟုတ်ဘူးအဲ့ဒါကမ္ဘာကော်ဖီတစ်ခွက်အဲ့ဒီကျတော့ကော်ဖီတစ်ခွက်ကမြ90ရောင်တောက်ဘူးတဲ့ကောင်လည်းမဟုတ်ဘူးလီမူတီးတော့ဖြော်ပြီးတောက်ဘူးတဲ့ကောင်လည်းမဟုတ်ဘူး အဲ့လိုကောင်းနေတာကြောင်းပတ်တဲ့ပါကြမဟုတ် तू အဲ့လိုပြောသွားလို့တော်နိုင်မှာပါနေတဲ့ PDF တွေတိတ်ခါကြာသွားမလားဆို तू မသွေးဘူးလားမသိဘူးเนาะပြောရဲတဲ့ဟာကိုကျွန်တော်တော်တော်အံ့အောင်အကောင်းပြောတာသူတို့စကားတစ်ခုမဟုတ်တာကြီးကိုရုပ်တည်တည်နဲ့ဒီလိုမျိုးပုတ်ခတ်ပြီးပြောဖို့ဆိုတာတော်ရုံတန်ရုံအောက်တန်းကြတဲ့စိတ်နဲ့မဖြူမရဘူးဟုတ်တယ်အောက်တန်းကြလို့မဟုတ်တယောက်တယောက်ဒေါ်လာထွက်ရင်စိတ်ပုတ်တယ်ဘယ်လိုပြောမလဲတယောက်ပေါ်ရုပ်မှန်တဲ့စိတ်မွေးမိမယ်เนาะအဲ့လိုရုပ်မှန်တဲ့စိတ်မွေးတာတော့မှ တော်ယုံတန်ယုံယုံမာတလောက်စိတ်နဲ့အဲ့ဒါလိုစကားမျိုးကြောင်းရွာမင်းတို့စစ်တပ်ကမင်းဝင်ရှို့ရတာဟမ်အဲ့မင်းပြောတဲ့အကြောင်းဆရာဆရာမတယ်အဲ့ဒီပါကုံကုံရတယ်တိလက်ကဲအဲ့ဒါကျတော့မင်းတို့စပောက်ကပါပြောမယ်ဟမ်ဆရာမလည်းထမဘာရှိလဲဗျာခင်ဗျာဘာရှိလဲခင်ဗျာညီလူပဲကြိုင်တာဗျာတော်ဆုံးဆော့ပဲပေါ့ဒါပဲကြိုင်တာအဲ့တော့ PDF တွေတက်တိရှိတယ်ဆိုတော့အမှခင်ဗျားတို့ကရန်တဲ့ကြောင်းမှရှိရလေ yes ကတည်းကဝင်ပြက်တက်တဲ့ဝင်ပြက်ပြစမ်းမှာအဲ့လိုမျိုး ဖားလဲကွာမင်းတို့ယောက်ျားကြီးတွေဖြစ်ပြီးတော့ဒီဒီဒီမိန်းမဆရာမတွေတွားပြီးတော့အမျိုးသမီးတွေတွားပြီးတော့လက်နက်နဲ့ချိန်ချောက်တာပါမင်းတို့ကလည်းဘာကောင်းလေးလဲကွာဘာကောင်းလေးလဲရောင်လေးဟောဟုတ်လားအလက်နက်နဲ့ယောက်ျားကြီးတွေလက်နက်နဲ့တွားချိန်ချောက်တာဘာကောင်းလေးလဲဟုတ်လားမင်းမဲလင်စစ်ခွေးတွေတနေ့တနေ့တိုင်းပြီးမှရှိတဲ့ပြည်သူကိုလက်ရုံးဝစာဖြတ်သွားတယ်မနေ့ကဟိုမှာပေါ့ညွတ်နေမှာဟမ်အပြစ်မဲ့မိန်းကလေးတွေကို စစ်ကြောရေးမှာကတော့ဗိုင်းမိမကိုခြေဦးနဲ့ကန်ထိုးခွဲမျိုးစုံထက်ပေါက်ပန်း၄၀လောက်လာကြတော့မိစပေါက်ပိတ်နေတာကိုမေကိုလို့ဟမ်ကျော်စိုးဦးမင်းကငါနာမည်တက်ပြီးပြောတာငါလုံးမသားမင်းကငါနာမည်တက်ပြီးပြောတာဟမ်ဟဲမင်းတနိုင်ကန်လုံးကိုမင်းစိတ်ခွေးတွေလှုပ်ချင်နေလှုပ်နေကြတော့မင်းစောက်ပောက်ကငါလီးဆိုထားလို့မင်းမပြောတာကကိုမေကိုလို့ဟမ်ကဲလည်းကြော်လိုက်နော်ကျမ်းမျိုးကငါအရင်ယုံနေတာတတော်ပါတစ်ခုပဲရှိတယ်နောက်ထပ်ကျွန်တော်ပြောပါဦးခဲ့ပါဟဲ့ ချင်းချင်းလေးဒီကလေးငယ်တွေပါခင်ဗျအခုတည်းရှိကျွန်တော်ရွတ်တဲ့ကဲအဲ့လိုမျိုးပေါ့နော်ကျော်ကျော်ဆိုးကတော့တော်တော်ကြီးကိုလုံးကြီးကြီးဟိုတဲ့ PDF တွေကိုပြောထားတွေ့ရတယ်ဗောနော်အဲ့တော့သူပြောတဲ့စကားတော့မလဲမှန်တာလဲတခုမှမပါဘူးဗောနော်အဲ့တော့အဲ့ဒီပုံမှာကိုစီကတော်တော်လေးဒေါသထွက်နေတွေ့ရဗောနော်အဲ့တော့ဆဲရလီနည်းနည်းကြော်လိုက်မယ်နော်စစ်သားတွေရဲတွေအားလုံးဒီကောင်ဒီမြောက်ပြီးသေခိုင်းနေတာအဲ့ဒါတော့မှန်တယ်ရှင်းန်းထွက်ချင်တာအဲ့ဒီစစ်သားတွေရဲတွေမေးကြည့်လိုက်အခုရှင်းန်းကိုထွက်နေတဲ့စစ်သားတွေရဲတွေကိုမေးကြည့်လိုက်ရှင်းန်းထွက်ချင်လား ငါတို့ PDF တွေမြောက်ပေးတဲ့ဆိုရင်မေးကြည့်ကိုစီမြောက်ပေးလို့လောက်ရတဲ့ PDF ရှိတာရှင်တန်းမထွက်ပဲနဲ့ထွက်ရတဲ့ PDF ရှိတာမေးကြည့်လိုက်ငါတို့ပဲချမ်းပါပြစော်လိုက်တယ်ဗျာအဲအကြမ်းဖက်အုပ်စုတွေတော်ဆိုးတယ်ဗျာနော်လုံးမာတာခွေးမျိုးအပြင်းမာတာလေးမြောက်ရှင်းသလိုတွောင်းဝိုင်းပြီးကျွန်တော်တဲရှင်တယ်အကောင်းပြတာကျွန်တော်ဒီလိုကောင်မျိုးတွေကိုကျွန်တော်အကောင်းဟုတ်ပြောတာဘာဖြစ်လို့ယောက်ျားတယောက်ကအဲ့လောက်ရုံမာကောက်ကြစ်ဖာကြရင်မကောင်းတော့ဘူးနောက်ပြီးတော့ဒီကောင်လုံးနေတဲ့လှုပ်ရတာတိုင်းပြည်ဖြစ်စည်းနေတာ ြည်သူကိုအစိုက်ခတ်နေတာเนาะစစ်တပ်ကိုလည်းဖျက်ဆီးနေတာဘာမှဒီကောင်တွေစစ်တပ်ချစ်တာမဟုတ်ဒီကောင်တွေကသူတို့ကိုဂျိုးရဖို့အတွက်အဲ့ဒီလက်ရှိစစ်ကောင်းဆောင်50ယောက်ကိုလိုက်ဖားတယ်ဖားပြီးတော့မြှောက်ပေးတယ်အဲ့တော့သူတို့မြှောက်ပေးတဲ့လောက်ရကြောင်မစင်မရှင်ဒီစစ်ကောင်းဆောင်တွေဘာလုပ်လဲတိုင်းပြည်ကိုခြနှင်းတယ်စစ်တပ်ကိုခြနှင်းတယ်အဲ့တော့စစ်သားတွေလည်းတေးရတယ်ပြည်သူလည်းတေးရတယ်အဲ့တော့လက်တဲ့တေးရခန်းကဒီလိုကောင်မျိုးတွေမှန်မဲ့လားဒီလိုကောင်မျိုးတွေကိုလုံးဝထားလို့မရဘူးမညုံကြည့်လိုက် နော်ကြော်စိုးဦးဆိုတဲ့ကောင်ရဲ့ဇက်သေးကိုခင်ဗျားတို့မယုံကြည်လိုက်ကျွန်တော်အများကြီးမပြောဘူးတိလားမယုံကြည်လိုက်အဲ့တော့လူတယောက်ဟာအဲ့လောက်အောက်တန်းချက်ကောက်ကျင့်ရုံးမှန်လာရင်လောလောကကြီးကမထားဘူးနော်ဘလောက်ပဲသူ့ရဲ့အတိတ်ကဟိုကုတို့ကောင်းမှုကံပါလာပါစေအခုတို့ကလေလာလာလိုက်ဒီပဲရစ်စာတင်ချောင်းကိုဘုံကျဲတော့ကလေးတွေတည်တဲ့ချိန်မှာတူပါထွက်ပြောခဲ့လေ ကျွန်တော်ပြောတာအဲ့ဒါပြန်ကြည့်ပါသူပြောခဲ့တဲ့စကားတွေတိလားအဲ့ဒါကြည့်အခုပြောရတဲ့ရုပ်ကိုကြည့်အဲ့တော့ဒရုံကောင်မျိုးကိုကျွန်တော်တို့တိုင်းပြည်မှာဘယ်လိုထားမလဲရှင်းရှင်းလေးတိလားအဲ့တော့မြင်အောင်ပါလေကျွန်တော်တို့ကတော့ဒီလိုကောင်မျိုးကိုလားမပူနဲ့နော်မပူနဲ့ဒါပေမဲ့ဒီကောင်ကလည်းလဲပါတယ်တိလားရင်းရတယ်ရင်းရတယ်ဆိုပြီးတော့အဲ့ဒီစတူဒီယိုခန်းထဲရောင်းနေတာဟမ်တပည့်ကြီးလားလေ စင်းနာခဲ့လေတင်းနေတိုင်းပြည်တော်စုလမ်းမိုင်တိုင်းစင်းနာခဲ့လာရဲလာလာခဲ့နော်အခုပဋိမုံရလမ်းမိုင်းကြီးဟမ်တွားရဲလာမင်းကြီးတွားရဲလာအခုပေါင်းမြို့နယ်ပဲတွားရဲလာမင်းကြီးစောက်ခေါင်းလေးရရင်းနေတာလေသူသေးတာမှမဟုတ်တာစစ်သားတွေပြေးတာလေဟုတ်တယ်မလားသူ့ဆွေမျိုးသားချင်းပြေးတာမဟုတ်ဘူးမင်းတို့စစ်သားတွေပြေးတာတူနေရတော့အေးဆေးပဲဒီလိုမျိုးဟဲ့ကြီးဟန်ကြီးလှုပ်ပြလိုက်အော်အပေါ်တော်တယ်ကျော်စိုးကြီး ီဘာလို့မမြေပွက်မဘာလို့ခွက်ပါမေးအဲအဲ့ဒါလေးလာတာဒါလုတ်ပါကိုယ့်ရဲ့အကျိုးမျှော်လို့လုတ်တာလုတ်ပါဒါလောက်တော့ရုံမပဲ့နဲ့လေလူတယောက်ကဒါလောက်ရုပ်ပဲ့ရကြည့်ရင်တော့ကဲဒါတော့ရုံမှာစုပ်ပဲ့တယ်ပေါ့နော်ကျော်ဆိုးကိုကိုစီပြောတာတင်းမဖြစ်ပါနော်အဲ့တော့ကျော်ဆိုးတို့ဘက်မှာတော့အခုချိန်မှာဆိုရင်တည်င်းလေယုံတာမကောက်ဘူးနော်တကယ်ပဲဟို ရေးစစရေးရုံမှမာနေပေါ့နော်မဟုတ်ကဟုတ်ကတဲ့တင်းလျှောက်ပြောနေဖြစ်ပါနော်အခုဆိုရင်ပို့ပြီးဆိုးလာတာကသူစစ်ကြောရေးတွေရောက်ပြီးခဲရပါနော်တင်းအမှန်ဆိုလည်းမရှိတော့ဘူးပြောလည်းမပြောရတော့ပေါ့နော်အဲ့တော့ဘာပြောပြောအမြဲတမ်းပဲတင်းမှန်တွေပြန်ပြောပြီးကိုစီလည်းအထူးပဲကျေးဇူးတင်ပါနော်ဒီမနက်ပိုင်းအတွက်တင်းပြီးတော့ဒီလောက်ပါပြီနော်အစားဆုံးကြည့်ပြီးမြတ်ပြီးရောက်စင်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ညချမှာနောက်ထပ်တင်းလုံးနဲ့ပြန်တွေ့ကြမှာနော်